ဟလိုမင်္ဂလာပါရှင်ကျမဆင်းနေပြနေတယ်ကျမတို့ရဲ့ကလေးတွေကိုကြံကြံခံနိုင်တဲ့ဆွမ်းရည်တွေပြပြတိုးတက်ခိုင်မာပြီးတော့ပေါ့နော်သူတို့ရဲ့ဘဝမှာဆွမ်းရည်ပြပြနဲ့ရှင်သန်ဖွံ့ဖြိုးအောင်ပြင်ချင်းပြကြရမယ်အဲ့ဒီမှာလည်းပဲဒီကကျမစကူဆင်းနေနေရဲ့ resilient ဟာတခြားဆွမ်းရည်တွေဖွံ့ဖြိုးဖို့အတွက်ပါဒီကဆွမ်းရည် လိုအပ်တာလည်းဖြစ်ပါတယ်။ဒါကြောင့်ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေဘဝမှာတွေ့ကြုံလာရတဲ့အခက်အခဲတွေပြဿနာတွေအနေအမြင်တွေကိုရင်ဆိုင်နိုင်မှုအတွက်သူတို့ရဲ့ကလေးဆိုလဲကလေးနဲ့လေပေါ့နော်သက်ဆိုင်တဲ့ခြေနေတွေမှာသူတို့တွေကလိုက်လျောညီထွေ နေထိုင်နိုင်အောင်ဒီကျင်ပြရမယ်ကျောတို့တို့တွေကို coping skill တွေနဲ့ပေါ့နော်ကလေးနဲ့တရညီတဲ့ coping skill တွေနဲ့လေ့ကျင့်ရမယ်အဲ့လိုမျိုးလေ့ကျင့်ပြီးရင်လည်းမှတို့တွေကကုကျောတို့အဓိကပေါ့နော် ဒီ strength being resilient ဆိုတဲ့တကယ်ကိုအားကောင်းတဲ့ကျင့်ကြံခံနိုင်မှုစိုင်းရည်တွေပြပြလာစေမှာလည်းဖြစ်ပါရဲ့ရှင်။ဒါကြောင့်ကျွန်တော်အခုဆွေးနွေးပေးနေတဲ့ပုံတော့ strength being resilient in your child ဆိုတဲ့ခေါင်းစဉ်လေးဟာတကယ်ကိုကလေးတွေအတွက်အရေးပါတာလည်းဖြစ်ပါရဲ့ရှင်။အကြောင်းကျွန်တော်တို့ကလေးတွေကိုသူတို့မှာရှိတဲ့စွမ်းရည်တွေပေါ့နော်ပြင်ပြလာအောင်ဆိုရင်ကျွန်တော်ရဲ့ လူကြီးမိပါတွေပုံထိန်သူတွေကလေးကိုပြုစုပြူထောင်ပေးနေတဲ့သူတွေဟာတိကျကယူတဆိုင်နားထောင်ပေးတဲ့သူတွေဖြစ်ဖို့လဲလိုရတယ်ရှင်။အဲကလေးဆိုပြီးတော့ဟိုကျွန်တော်တို့လူကြီးမိပါတွေကအလေးမထားတာမျိုးတွေမဖြစ်ဖို့လဲရည်ကြီးပါတယ်ရှင်။အဲ့တော့ကလေးကတခုခုအကြောင်းအရာတခုကိုပြောလာပြီဆိုရင်စိတ်ဝင်စားလေးနားထောင်ပေးဖို့လိုအပ်တာလည်းဖြစ်ပါတယ်ရှင်။ဒီမှာဆိုရင်ဒီပုံလေးထဲမှာဆိုရင်ပေါ့နော်။ ကလေးလေးနဲ့သူ့ရဲ့မိခင်သို့မဟုတ်အတော်ဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်ရင်ကလေးကိုပြုစုဆောင်ရှောက်တဲ့သူလည်းဖြစ်မယ်အဲ့ဒီမှာဆိုရင်ကလေးပြောပြတာဒီပြုစုဆောင်ရှောက်တဲ့သူကစိတ်ဝင်တစားနားထောင်နေတယ်အဲစိတ်ဝင်တစားနားထောင်နေတယ်ကလေးလေးကလည်းသူပြောတာတွေကိုစိတ်ဝင်တစားနားထောင်နေမှန်းသိရောအားတက်တယောနဲ့ပေါ့နော်သူပြောပြလို့တဲ့အကြောင်းအရာမျိုးပြပြနေတယ် အဲဒါမျိုးလေးရတကယ်ကိုအင်မတန်ကောင်းမွန်တဲ့အဲမြင်တွေ့ရတဲ့အခြေအနေလေးလည်းဖြစ်ပါတယ်ရှင်အဲကျွန်တော်တို့တွေပြုစုဆောင်ရှောက်တဲ့သူတွေကလေးကိုနားမှာဆောင်ရှောက်ပေးနေတဲ့သူအားတွေအားလည်းပဲခုလိုပဲမိမိကလေးနဲ့စကားတွေပြောပြဖို့လိုတယ်သူရဲ့ခံစားချက်တွေသူပြောပြလိုတာတွေကိုနားထောင်ပေးဖို့လိုအပ်တာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးနားထောင်ပေးမှသူ့ကိုယ်သူလုံးယုံစေးကြတယ်ဆိုတဲ့ခံစားချက်တွေနဲ့ပေါ့နော် မိမိကမိမိနေရတဲ့နေရာမှာလုံလုံကြုံစိတ်ချရာနေထိုင်ရတယ်ဆိုတဲ့စိတ်လုံကြုံမှုရှိစာနဲ့သူတို့ရဲ့ကြက်ကြက်ခံနိုင်မှုစွမ်းရည်တွေကလည်းပွင့်ပြိုးလာစေမှာဖြစ်ပါတယ်ရှင်။အဲ့တော့ကလေးပြောပြလို့ရှိရင်တေချာနားထောင်ပေးရမယ်တဲ့။တကယ်လို့များအလုပ်ကိစ္စတစ်ခုခုနဲ့ပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုနဲ့ပဲပဲဖြစ်ဖြစ်ဖုန်းကိုကိုင်ထားမိတာမျိုးပဲဖြစ်ဖြစ်ကွန်ပျူတာရှေ့မှာထိုင်နေပြီးတော့အလုံးလုံးနေတာပဲဖြစ်ဖြစ်ပေါ့နော်။ ကလေးအားတဲ့တယောနဲ့စကားပြောလာပြီဆိုလို့ရှိရင်ဖုန်းလုံးနေတဲ့အလုပ်ကလေးတွေကိုခဏချတာဖုန်းလေးကိုဘေးမှာချထားပြီးတော့ကလေးပြောတဲ့စကားစိုးအောင်နားထောင်ပေးရမှာဖြစ်ပါတယ်ရှင်။အဲ့တော့ဟိုကလေးကိုလေ့ကျင့်ပေးရမှာပေါ့နော်ကျမတို့ဟိုမိမိကအလုပ်တစ်ခုခုလုပ်နေတဲ့အချိန်မှာကလေးပြောလို့တဲ့အကြောင်းအရာကိုပြောခြင်းနဲ့ဆိုရင် ပထမဦးဆုံးတော့နားထောင်ပေးလိုက်ပါနားထောင်ပြီးတော့မှအဲမိမိဘလို့အချစ်ဘလို့အချစ်မျိုးမှာဘလို့လေးပြောလို့ရှိရင်အဆင်ပြေတယ်ဆိုတာလေးကိုသူနဲ့ကိုယ်နဲ့ညှိယူကြရမှာဖြစ်ပါရဲ့အဲ့တော့ကလေးကိုအလုံးရုပ်တယ်အဲပြောဖို့နားထောင်ဖို့အချိန်မရှိသေးဘူးဆိုပြီးတော့စူငေါက်လွတ်တာမျိုးတွေမဖြစ်စေဖို့ရေးကြည့်ပါရဲ့တော်တို့ရဲ့ကလေးတွေကိုစိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာနာကျင်သွားစေမယ့်အပြုအမူတွေအားရှောင်ကျင်ဖို့လိုပါတယ်ရှင် အဲ့တော့ကြတော့ကလေးပြောတဲ့စကားကိုနားထောင်ရမယ်နားထောင်နေနေတဲ့အခါမှာလည်းဂယူဒီဇိုင်းရှိနေရမယ်အဲနားထောင်ပြီးတော့ဂျာပြတ်ဆုံးဖြတ်လိုက်တာဟာဒါကတော့သူကကလေးစကားမဆုံးသေးဘူးမိတ္တကြီးကတော့မလုပ်သေးဘူးဒီလိုမတွေးသေးဘူးဒါမျိုးတွေမလုပ်ရဘူးပေါ့နော်ဂျာပြတ်ဆုံးဖြတ်တာရင်မလုပ်ရပါဘူးတဲ့ကိုကသူ့ကိုနားထောင်ပေးနေကြအောင်ပြတဲ့အနေနဲ့ သူပြောပြတဲ့အတိုင်းပဲပြန်ပြောပြရမှာဒီလိုလေးဟုတ်တယ်မဟုတ်လားဆိုတာပေါ့မှားနေပြီဖြစ်တော်ညာလဲသူပြောပြတာဒီလိုဟုတ်တယ်မဟုတ်လားဒီလိုဆိုလိုတာဟုတ်ပြည့်လားဆိုတာလေးကိုတကယ်ကိုတေချာနာထောင်ပေးနိုင်တဲ့သူဖြစ်ရမှာဖြစ်ပါလေရှင် အဲ့တော့မှကလေးရဲ့ပြောစကားတွေတွေးခေါ်ပုံတွေကိုမိမိလိုချင်တဲ့ပုံစံရအောင်အဲညင်သာစွာညင်သာပြောပြောင်းစွာနဲ့ပေါ့နော်ပြုပြင်ပေးကြရမှာဖြစ်တယ်။အဲ့လိုတွေဆောင်ရွက်ခဲ့မယ်ဆိုရင်ကျမတို့ကျမကူဆွေးနွေးပေးနေရပေါ့နော်။ resilient သူရဲ့စွမ်းရည်ဖွံ့ဖြိုးလာမှာလည်းဖြစ်ပါလေရှင်။အဲ့တော့ကြတော့ပြုစုပြောင်းထောင်ပေးတဲ့သူတွေရာတေချာနားထောင်ပေးတဲ့သူတွေဖြစ်ဖို့လိုအပ်ပါတယ်။ ကလေးပြောလို့ရှိရင်တည်တည်ချာချာနားထောင်ပေးမယ်အလုပ်တစ်ခုရှိနေရင်တော့ခဏလေးချထားလိုက်ပြီးတော့သူပြောတဲ့စကားလေးကိုတည်ချာနားထောင်ပေးရမယ်အဲဆုံးဖြတ်တာတွေကြပြတ်ဆုံးဖြတ်သုံးသက်တာတွေမလုပ်ဖဲနဲ့ပေါ့နော်သူကိုသူပြောတာလေးကိုကလေးပြောတာလေးကိုတခြားနားထောင်နေတယ်ဆိုတဲ့အကြောင်းလေးပြသတဲ့အနေနဲ့သူပြောရတဲ့ ကလုံးလေးတွေသူပြောပြတဲ့အတိုင်းပဲပြန်ပြောပြစေခြင်းဤတွေနဲ့ပေါ့နော် ကျောတို့ရဲ့ကလေးတွေပြောလာပြီးစကားတွေပြောလာပြီးအကြောင်းအရာတွေကိုသူသိခဲ့တာတွေကိုပြောလာပြီးအဲသူ့ရဲ့သူစဉ်းစားထားချက်တွေကိုပြောလာပြီးဆိုရင်သိချာနားထောင်ပေးဖို့လိုအပ်ပါတယ်ရှင်နောက်တစ်ခုက Saturn is a ball အရေးကြီးတယ်တကယ်ကိုစံနမူနာပြကောင်းတစ်ခုဖြစ်ဖို့လိုအပ်တယ်စံနမူနာပြကောင်းတစ်ယောက်ဖြစ်ဖို့လိုအပ်တယ်ကလေးကိုပြုစုဆောင်ရှောက်ပေးတဲ့သူတွေရော ကလေးမှာအနီးကပ်ကလေးရဲ့အနာမှာအနီးကပ်ရှိနေတဲ့သူတွေအလုံးဟာစံနမူနာပြ ကလေးရဲ့စံနမူနာပြတွေဖြစ်နေရမယ် to be good road model role model တွေဖြစ်နေရမယ်တကယ်ကိုစံဒီကလေးကတော့ဘယ်လိုပုံစံမျိုးဖြစ်ဖြစ်သူကတော့အတူอยู่မှာပါ အတူယူမှာအတူယူမှာဖြစ်တဲ့အတွက်ကလေးကိုဘယ်လိုပုံစံမျိုးတွေဖြစ်စေခြင်းတော့ဘယ်လိုတွေတွေးခေါ်စေခြင်းတော့ဘယ်လိုတွေပြုမှုဆောင်ရွက်စေခြင်းတော့အဲလိုမျိုးတွေးခေါ်စေခြင်းနဲ့ပြုမှုစေခြင်းနဲ့ဆောင်ရွက်စေခြင်းနဲ့ဆိုရင် ကလေးကိုလည်းပဲမိမိပုံထိန်သူတွေလူကြီးမိဘတွေအထူးသဖြင့်တော့ကျမဆွေးနွေးပေးနေတဲ့ဒီအကြောင်းအရာတွေမှာအဲကလေးတွေအတွက် key player တွေကမိဘနှစ်ပါးဖြစ်ပါတယ်မိခင်နဲ့ဖခင်တို့ဖြစ်ပါတယ် ိခင်နဲ့ဖခင်ရကလေးရဲ့ key player တွေပါသူတို့တွေကကလေးကိုပေါ့နော်ကလေးရဲ့စန္ဒမူနာပြပုဂ္ဂိုလ်တွေဖြစ်ရမယ်ကလေးရှိမှကလေးမလုပ်လို့တဲ့အဲအပြုအမူတွေကို ပြုမှုပြလို့မဖြစ်ပါဘူးရှင် ကလေးကိုဆောင်ရွက်စီလို့တဲ့အပြုအမူတွေကိုဒါပြုမှုကြရမှာဖြစ်ပါရဲ့ဒါကြောင့်ကလေးရဲ့ကလေးကိုပြုစုပြောင်းပေးနေတဲ့သူတွေဟာတကယ်ကို ကောင်းအလွင်မတန်တော်တော်ကောင်းသောစံပြပုဂ္ဂိုလ်တွေဖြစ်ရမှာဖြစ်ပါတယ်ဖြစ်အောင်လဲနေထိုင်ကြရမှာဖြစ်ပါတယ်ရှင်အဲ့ဒီခါမှာအခြေအနေဆိုတာလေကျမတို့အမျိုးမျိုးရင်ဆိုင်ရတာကို unreasonable တကယ်ကိုအစင်မပြေတဲ့အခြေအနေမျိုးအစင်မပြေတဲ့အတွေးမျိုးဖြစ်ပေါ်လာတတ်တယ်။ကလေးရဘူးအပြုအမူကြောင့်ပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ရဲ့တခုခုကြောင့်ပဲဖြစ်ဖြစ်အစင်မပြေတဲ့အခြေအနေတခုခုတွေ့ကြုံလာပြီးဆိုရင် အဲဘောနော်အောင်ငောက်ချင်းနေပေါ့အဲနောက်တခါအဲသူကပေါ့နော်ဒီကတော့တကားတွေတကားကိုစောင့်တွန်းပြီးတော့ဖွင့်ပြီးတော့ပေါ့နော်အဲထွက်သွားတာမျိုးတွေပေါ့အဲခန္ဓာကိုယ်အမူအရာပိုင်းကော အဲစကားတွေကဟိုကြမ်းတမ်းတာမျိုးရောပေါ့နော်ဒါမျိုးတွေမဖြစ်စေဘဲနဲ့ပေါ့နော်အဲတခုခု အစင်မပြေတာတခုဖြစ်တွေ့ကြုံလာပြီဆိုရင်စိတ်ဆိုးဒေါသထွက်ခြင်းနေအော်ဟစ်ခြင်းနေအဲကိုဟန်အမှုရာတွေပေါ့နော် မလျော်မညီပေါ့နော်အဲဂျိုင်းဆိုင်နဲ့အပြုအမူမျိုးတွေပေါ့နော်ဒါမျိုးတွေကိုမလုပ်ဘဲနဲ့ပေါ့တကားတွေစောင့်တွန်းပြီးတော့ကန်းကြောက်ပြီးတော့ပစ္စည်းတွေပြစ်ပေါက်ပြီးတော့အဲ့လိုမျိုးတွေပြုမှုတတ်ကြတယ်စိတ် တော့စိတ်ကြီးလာပြီဆိုလို့ရှိရင်ဒါမျိုးတွေကိုကလေးရှိမှမပြုတ်မှုပါဘူးတကယ်လို့မိမိစိတ်ထဲမှာဒေါသတွေထွက်လာပြီအဲဘောနော်ဒေါသထွက်လာပြီစိတ်ထဲမှာ မကျေနပ်စိတ်တွေကများလာပြီပြီးစီးမှုတွေကများလာပြီဆိုရင်တဲ့ तू က count to 10အဲဘောနော်ဒါကိုဟိုရေ30အထိရေတွက်လိုက်ပါတဲ့အဲ့လိုနီးတယ်မိမိမှာဖြစ်လာတဲ့စိတ်ပိစီးမှုတွေကိုလျှော့ချပေးပါတဲ့အဲ့လိုလျှော့ချပေးခြင်းအပြင် ကလေးကနမူနာယူနေပြီးရိုးမော်တယ်ဖြစ်တဲ့ပေါ့နော်ကျမတို့မိဘတွေကကလေးရဲ့ key player တွေဖြစ်တဲ့အတွက်ကလေးကအော်ဒီလိုဒေါသအတွက်ဆရာနဲ့ကြုံတဲ့အခါမှာဒီလိုလေးပေါ့နော်ပြုတ်မှုတဲ့အခါမှာအေးစေးတည်ငြိမ်စွာနဲ့မိမိရဲ့စိတ်ဆိုးဒေါသထွက်မှုကိုတည်တည်ငြိမ်ငြိမ်နဲ့ပြုတ်မှုတဲ့ဒီစိတ်ဆိုးစိတ်ဆိုးဒေါသထွက်တာကိုလေဒါပေါ့တစ်ကနေတစ်ဆယ်အထိရေတွက်လိုက်ခြင်းအဖြစ် အသက်ကိုဖြည်းဖြည်းမှန်မှန်ရှူပြီးတော့ပေါ့နော်မိမိဒေါသကိုဖြည်းပြောင်းလိုက်ခြင်းနေဒါတွေကိုကလေးကို နမူနာယူလို့ရအောင်အတုယူလို့ရအောင်ဒါဟာကျွန်တော်တို့ပြုစုပြောထောင်ပေးတဲ့သူတွေဟာကလေးရဲ့တကယ်ကိုကောင်းမွန်တဲ့စံပြပုဂ္ဂိုလ်တွေဖြစ်အောင်ပြုမူကြရမှာလည်းဖြစ်ပါတယ်ရှင်နောက်တစ်ခုကအဓိကလုပ်ငန်းတာဝန်တွေကိုဆောင်ရွက်နိုင်တဲ့စွမ်းရည် a sacred function ဆိုတာတကယ်တော့အရေးကြီးပါတယ်ဒီ a sacred function နေမှာဆိုရင်မိမိမှာခံစားချက်တွေရှိမယ်ခံစားမှုတွေရှိမယ်စဉ်းစားတွေးခေါ်မှုတွေရှိမယ်အဲ့ဒါတွေကိုအတူတကွစူးစီးခြင်းအဖြစ်ပေါ့နော်မိမိမှာရှိနေတဲ့ခံစားချက်တွေစဉ်းစားတွေးခေါ်မှုတွေကိုပေါ့နော်အတူတကွစူးစီးမယ်စူးစီးပြီးတဲ့အခါမှာမိမိဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ပြန်လဲထင်ရစဉ်းစားသုံးသက်ခြင်းနေလုံးမယ်ပေါ့နော်ဒါလည်းရေးကြည့်ရဲမိမိရှေ့မှာလှုပ်ဆောင်ခဲ့တဲ့လှုပ်တွေအပြုအမူတွေကိုပြန်လဲထင်ရစဉ်းစားရမယ်နောက်တကခွဲခြမ်းစိတ်ဖြာခြင်းနေလှုပ်ဆောင်ရမယ်အသေးစိတ်ပေါ့နော်ခွဲခြမ်းစိတ်ပြခြင်းနေလှုပ်ဆောင်ရမယ် ပြည်ရင်အရာရာကိုကြိုတင် စီမံဆောင်ရွက်တတ်တဲ့အလေးအထားလေးတွေရှိဖို့လိုတယ်။ကြိုတင်စီမံဆောင်ရွက်ခြင်းတွေလှုပ်ဆောင်ရမယ်။ပြီးရင်အဲ့လိုမျိုးအဲ့လိုမျိုးလှုပ်ဆောင်လိုက်တဲ့လုပ်တွေပေါ်မှာလည်းအကဲဖြတ်သုံးသက်ခြင်းတွေနဲ့ပေါ့နော်။အဲဒါမျိုးတွေပြုလုပ်နိုင်တဲ့စွမ်းရည်ကိုကျမတို့ a sacred function လို့ခေါ်ပါတယ်ရှင်။အဓိကလုပ်ငန်းနိုင်တဲ့လုပ်ငန်းတွေကိုဆောင်ရွက်နိုင်တဲ့စွမ်းရည်ပါ။ဒါလည်းကျမတို့ဒီပညာရှင်ကြီးတွေကနေပြီးလေးလာဖော်ထုတ်ခဲ့တာတွေကိုပြန်လည်ဆွေးနွေးပြရခြင်းဖြစ်ပါတယ်။ဒါကြောင့်အဓိကလုပ် ပ်ငန်းတွေကိုဆောင်ရွက်နိုင်တဲ့စွမ်းရည်ဟာတဲ့။ကျောင်းမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အောင်မြင်မှုရရှိစေရန်အတွက်အရေးကြီးလိုအပ်တဲ့စွမ်းရည်တွေဖြစ်ပါတယ်တဲ့။ကျမရှိမှဆွေးနွေးသွားတဲ့စွမ်းရည်တွေဟာအိမ်မှာရောကျောင်းမှာရောလုပ်ငန်းခွင်တွေမှာအောင်မြင်မှုတွေတကယ်ကိုမရှိမဖြစ်လိုအပ်တဲ့ integrate function တွေဖြစ်ပါတယ်။ဒါကြောင့်အဲမိမိစဉ်းစားထားတဲ့မိမိစိတ်ထဲမှာဖြစ်နေတဲ့ခံစားမှုတွေစိတ်ထဲမှာတွေးခေါ်ထားတဲ့အကြောင်းအရာတွေ ဒါတွေကိုအတူတကွစုစည်းပြီးတော့ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကိုပြန်လည်ထင်ရစဉ်းစားမယ်ခွဲခြမ်းစိတ်ပြမယ်ကျူရင်စီမံဆောင်ရွက်ခြင်းတွေနဲ့အကဲဖြတ်တုံးသက်ခြင်းတွေကိုပြုလုပ်ပြီးတော့မှပြုလုပ်နိုင်တဲ့စွမ်းရည်တွေရရှိအောင်လေ့ကျင့်ကြရမှာဖြစ်တယ်။ဒါကြောင့်ဒီစွမ်းရည်တွေဟာ အဲဒီလိုမျိုးပေါ့နော် preschool level ပေါ့ဒီမှာ ECCD ပညာရေးမွေးစားကနေအသက်ရှင်နေအတွင်းမှာလဲလိုအပ်တာဖြစ်တယ်လို့ပဲကျွန်တော်တို့လုပ်ငန်းဝင်ကိုရောက်သွားတဲ့အချိန်ဒီမှာရောအဲဒီလိုမျိုးအချိန်ဒီမှာကျောင်းမှာရော လုပ်ငန်းဝင်မာတွေရော အောင်မြင်မှုတွေရရှိဖို့တဲ့ဒီကကျွန်မဆွေးနွေးသွားတဲ့စမ်းရည်တွေဟာလိုအပ်နေတာဖြစ်ပါတယ်ရှင်အဲ့တော့ကလေးတွေကိုလည်းပေါ့နော် ကျွန်တော်တို့သူပြောကလေးတွေရဲ့ ပြောလာတဲ့ဇာတ်တွေတွေးခေါ်တွေကိုစနစ်တကျနဲ့ပေါ့နော်သူတို့တွေရဲ့ပြောလာတာတွေကိုလည်းတကယ်ကိုတည်တည်ချာချာနားထောင်ပေးတတ်တဲ့သူတွေလည်းဖြစ်ရမှာဖြစ်သလိုပဲပေါ့နော်အဲမိမိကိုယ်တိုင်ကလည်း role model ဖြစ်ဖို့လိုရဲ့အဲ့လိုပဲပေါ့နော် is a great function နေလဲပြင်ပြောအောင်နေချင်းပေးသွားကြရမှာဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးရင်းနဲ့ကျွန်မယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်